ဟောရမချွတ်ပါတယ်။ကဲမြန်မာနိုင်ငံမှာလွဲတွေဘယ်လောက်ထိများနေလဲ။ဘာတွေကိုယုံကြည်ကိုးကွယ်ပြီးွားတော့မှတော့ပူဇော်ပတ်တာနေလဲဆိုတာကိုအလွဲလေးတွေကြည့်ရအောင်ဗျ။အဲ့တော့တို့ယုံကြည်မှုပါဗျာ။မေရဲ့နှုတ်ကဖွင့်တော်မူပါမေ။ဟာမြူရီမြူဆောက်ခဲတွေပေါ့။ဖိုက်တော့မူသူ့ကိုမဲ့ဆောက်ပေါ့နော်။နှုတ်ကဖွင့်နေတော့ယုံကြည်ပဲနှုတ်ကလာဖွင့်။အာစိတ်လေနော်။ ซิลิโคนရုပ်တွေတောင်ပါတယ်ခဏနေဟိုညနိုင်ငံမှာဆက်အကျူကေးရှင်းအတွက်ဟိုဆက်အတွက်လုံးနေဟာပေါ့နော်ဂိမ်းဆက်ဆံဖို့အတွက်လုံးနေရုပ်တွေနော်မြန်မာနိုင်ငံရောရန်ကုန်ငါ့ကိုရွှေတကုံဖျားမှာသွားပြီးတော့မှညာနန်းနယ်တို့ပါခုလုပ်ရတော့ဆောက်ကျိုးနေနေပါပြီနော်ဝင်လာပြီအနာရေယောဒီရဇနောသောအဝလံသံသဒီယောရကမယနာဒီနော ကျောင်းနာပါဗျာမက်ကတော်ကြီးနော်ပေးဆရာလေးအောက်လိုင်းဆရာလေးဖက်လိုင်းဆရာလေးပါဒီဆိုရဲနားမလဲဆိုတော့ကျွန်တော်စကားဖြတ်ပြမယ်ကနော် <laughs> 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 နော်မျက်ဆိုတာကနော်ယုံကြည်တဲ့လူပဲဒုက္ခပေးတာနော်အမျက်တွေသစီတွေတရေတွေခရစ်ယာန်တွေကြည့်ကြည့်လိုက်ကျန်တဲ့ဟာတွေကြည့်ကြည့်လိုက်ဘုရားသခင်ကယုံကြည်တဲ့လူတွေရှိပါတယ်ဘုရားဘာသာနဲ့ရောရောနေတော့လေသူတို့လည်းဒီရဲ့ကြီးချေဖို့ဒီရဲ့တရေတွေသူတို့လည်းလက်ခံပြီးတော့ယုံကြည်တဲ့လူတွေနည်းနည်းပါးပါးယုံကြည်တဲ့လူရှိတယ်ဒါပေမဲ့သူတို့ဘာသာတရားမှမရှိဘူးအဲဒါပေမဲ့ညာတော့ဖြစ်မြုံကြည်တဲ့လူများတယ်အဲတော့နတ်ကိုသူမြုံကြည်ဘူးတခုဆိုကျမ်းမာကြီးမကောင်းဘူးစေကံသွားပြတယ်သူတို့ကျမ်းမာကြီးမကောင်းဘူးစေကံသွားပြတယ် မြန်မာလူမျိုးရမဟုတ်နတ်ကင်တာရိုးရခင်တာဟုတ်ပါလားအဲ့လိုစောက်တလွဲတွေပါဗျာเนาะတော်ရည်တမိတနင်္ဂနွေတမိလေးနဲ့တနင်္လာတမိမှာစတယ်မြန်မာခုံလုံးပါတဲ့အမေမြန်မာမှာဖိုက်ပါအမေရဲ့တမိတော်ရည်ရတမိစိတ်တိုင်းကြပုံတိုင်းကြဆက်ဆက်ကြလူလူတိုင်းတာတိုင်းရရှိအောင်မတော်တမိဆောက်ရှောက်ပေးပါဆောက်ရှောက်ပေးပါ ဘာလဲခါစားပါလေတရားအမိကလမကြီးပါဗျာ Okay ဒီတော့အတူလေးပေါ့ဗျာအပိုင်းလေးเนาะရှင်းလဲရှင်းမယ်ကျွန်တော်ဝင်ကြည့်တော့အဲကျွန်တော်စကားများများပြောချင်တော့เนาะအဲပြောချင်တာဗျာမြန်မာပြည်မှာပေါ့နခုနဘာသာတရားနဲ့ပတ်သက်တော့အဲအဲ့ net တွေအစိမ့်တွေဗျာเนาะတရေသစ်စီမဖဲဝဆိုလဲတရေသစ်စီပဲတနည်းအားဖြင့်တော့တရေတရေသစ်စီပဲကိုယ့်အနေကိုကိုယ်လုံးမယ်ကောင်းတာလုံးမယ်ဗျာဟုတ်တယ်မလားကိုယ့်အနေကိုကောင်းကောင်းမွန်မွန်နေမယ်ဘူးမှချက်ဆံမလို့ပဲနတ်မှလည်းပူတော်ပတ်သက်ရမှာလို့ဘူးဒီလားเนาะ ကန်ကန်ကျိုးယုံပြီးတော့နော်ဘုရားရဲ့တရားတော်တွေဘုရားဟောကြားခဲ့တဲ့ဟာတွေကိုဒါဗုဒ္ဓဘာသာဝင်တွေဆိုပြောပါတယ်။ဒီရဲ့အကျိုးပြည့်တွေပေါ်မှာမူတည်ပြီးတော့မှနော်ကန်ညာရိယဒါ site ထုတ်ပြီးတော့ဒါလောက်ကြရမှာဗျနော်အဲ့ဒါမှမဟုတ်ပဲねဒီမဟုတ်တဲ့အစိမ့်သေးသေးနော်တရေသစီတပတ်တွေကိုဒါပူဇော်ပတ်တာကိုးကွယ်နဲ့ကျွေးမွေးနေတာအဲ့ကောင်တွေကောင်းကျိုးမပြည့်ဘူးကျွန်တော်ပြောရဖို့အရင်ဒီလိုမှလည်းပြောရတယ်။ဘယ်နဲ့ကအကောင်းကျိုးပြည့်တာကြည့်လို့ဒီမကူညီတာအနေနဲ့နော် 100%မှာ1%ကကူညီတာဒုက္ခပေးရများများသူတို့နကနာပေးပြပါပြီနော်နောက်ပြတိုင်းနှစ်တိုင်းနကနာမပေးဘူးနှစ်တိုင်းမဟုတ်ရင်တော့မှလည်းတော့9နှစ်တစ်ချိန်တို့3နှစ်တစ်ချိန်တို့လာလိမ့်မယ်နဲ့ကတော့ရပြောလိမ့်မယ်နောက်ပေးခိုင်းလိမ့်မယ်ပေးမှလည်းသူတို့ကပွဲလုံးမှလည်းသူပတ်ဆံရပါလိမ့်ဒါသာထားတော့ဒါသူတို့စီပွားရေးဒါပေမဲ့အလုပ်တဲ့လူတွေကိုပြောချင်တာဒီကနော်အုံတော့မရှိဘူးလားသူတို့နော်အယုံကြည်ပြီးလုပ်ပြီးလိုက်ပြီဆိုရင်တခုဆိုရင်သူတို့မလုပ်ခဲနဲ့မရတော့မလုပ်ရင်သူတို့နှက်ကန်ခံရမှာကြောက်ပြီနော် တခုခုအမှားယွင်းလုံးမိတာလို့เนาะမပူစမပတ်သားရဘူးဆိုရင်တို့ဟိုဟာဖြစ်ပြီတို့တို့ကိုတို့တို့မလုံးမလဲဖြစ်ပြီတို့တို့ကိုတို့တို့ဒါအဲ့တခုခုလက်ကနေပြီးတော့ဒါဒုက္ခတွေပြီးတော့မယ်ဆိုပြီးကြောက်ပြရတာအဲ့ကလေးကဒါကြီးကမှန်တရားလားเนาะဒါကြီးကကိုးကွယ်တင်လားဒါကြီးကခုနပူဇော်ပန်းတာတင်လားယုံကြည်တင်လားဆိုတာစဉ်းစားရမယ်ဟုတ်တယ်မလားဘာလို့ပူဇော်ပန်းတာနေမှာလဲเนาะကိုတရားဘိုးကျွေးလို့เนาะကိုကိုသူတို့ပြန်ပြီးတဲ့ဆိုကိုမြင်ရလို့လားသူတို့ပြီးတဲ့ဆိုတာ ဘာမှမမြင်ရဘူးလေဟုတ်တယ်မလားဒုက္ခပေးတာတော့ခုနလိုဒါအောက်လန်းဆရာတွေမေးဘေးတွေနေမေးအဲဘင်းတို့ကနက်ကင်တာဗေနက်ကဘလိုကင်တာသူတို့ဒါပဲပြောတယ်โอเคအပေးလိုက်ရပြန်ပြီပွဲအလုပ်ပေးလိုက်ရပြန်ပြီသူတို့ကူညီတာပါအိမ်ဘက်ပေးတာချက်ကနန်းပေးတာလားနှလုံးညီပေးတာလားနော်တချို့အိမ်ဘက်ရတယ်ဆိုတာကသူကနေသူသက်ဆိုင်ပါနော်ပထမသက်ရှိတာတော့ဘာလို့ဒါဒီလာလိမ့်မယ်အဲ့တော့မှလည်းထားပါတော့ကိုကိုရဲ့ကံတရားပေါ့နော်ခွက်ဒီချိန်မှာဒါဖြစ်ရမယ်ဆိုဖြစ်လာမှာပဲဒီရမှာလား ဟိုချဲနေနှလုံးနေပေါက်ချင်တယ်ထီပေါက်ချင်တယ်ဒီလိုပဲကျွန်တော်တို့ကလည်းဒါထီပေါက်ချင်တယ်ဥပမာသူပေါက်ချင်ရကျင်နေတဲ့အခါဖြစ်လာရင်ကိုယ့်ဘက်ကိုနော်ဘာစိတ်ကူးလဲမှဘာမှမရှိဘူးနော်အလိုလိုတောင်းသွားရင်သွားဒီလိုပဲသွားပြစ်သွားပြီးတော့မှဒါမျိုးထီထိုးမိတာမျိုးရှိရဲ့အဲ့တော့ထီပေါက်တယ်တကယ်အဲ့လိုမျိုးထီပေါက်ပြီးသွားတဲ့အခါကျတော့ကိုယ်ထီပေါက်တော့ငါလက်ထပ်ပေါက်မှာပဲဆိုတော့စောက်ရမ်းလောင်းတာပုံအောပြီးထိုးတာဘာမှပေါက်သူရချင်တဲ့ချိန်ကျရင်သူပေးတဲ့ကံအကျိုးပေးပေါ့နော်ရချင်တဲ့ချိန်ကျရင်သူကလည်းသူဖြစ်လာမှာပဲပြန်မှာ နော်အကျိုးတရားနဲ့အကြောင်းတရားတိုက်ဆိုင်တဲ့အခါကျရင်ဒါဖြစ်လာမှာပဲအဲ့ဒါအပေါ်မှာခုနကလိုပြောပါတော့ net တွေပေးလို့ရတယ်လို့ဘွာပေးလို့ရတယ်လို့အဆောက်တလွဲတွေရတာနော်သူတို့ပေးရလည်းမြင်ရတာမဟုတ်ဘူးနော်ကိုယ်ဒုက္ခပေးတာများများအသူတို့ကျွေးမွေးတယ်ပါညာနော်အဲအဆရှိရင်တော့တော့မကျွေးနိုင်မမွေးနိုင်တဲ့အခါကျရင်ဒုက္ခရပြီကိုကနေချမ်းသာလာခဲ့ရင်လည်းသူတို့ပြေးလို့ရတာမှမဟုတ်တာအကိုကကိုယ့်ဘာကိုကြိုးစားပြီးခရစ်ယာန်နေနဲ့ပါကွာမှာလဲတခြားဘာသာဝင်နေနဲ့ပါကွာမှာလဲကိုယ့်ဝိုင်ကိုလုံးတဲ့ဟာကိုချက်စားတဲ့ထမင်းတော်မှာဘုရားသခင်ကပေးတယ်လို့ပါလို့ ဒါသူတို့ဘာသာဟိုပုတ်ခတ်ပြောတာမဟုတ်ဘူးเนาะဒါကျွန်တော်ဗုဒ္ဓဘာသာဝင်တွေပြောပြတယ်เนาะကံကိုင်းအကျိုးယုံတယ်လေကံဆိုတာလုံးเนาะကိုလုံးလို့ကိုဖြစ်လာတာကိုကိုယုံကြည်တယ်ကိုကြိုးစားလို့ကိုရတာကိုယုံကြည်တယ်ဆိုရင်ဒီ net တွေကိုအဲ့ဒါမယုံကြည်ရတော့ဟုတ်တယ်เนาะဟုတ်တယ်မလားကိုကနေပြီးတော့မှသမီးဟင်းချက်လိုက်လို့သမီးဖြစ်လာတယ်ဟင်းဖြစ်လာတယ်ဒါကိုစားရတယ်ဒါကိုလုံးလိုက်တဲ့အကျိုးကျေးဇူးကိုကိုယ်တိုင်ခံစားရတာလေ net ပြီးရမမော့တာเนาะတခြားဘာသာဝင်တွေကိုစော်ကားပုတ်ခတ်ပြီးတော့လက်ညှိုးထိုးချင်ပြီးတော့မှ ်အခုဘာသာဝင်တွေကလည်းเนาะအဘာမှထူးခြားမနေဘူးเนาะဒီလားအဲ့လိုမျိုးနေရုပ်ထုကိုးကွယ်မဲ့စာဖန်ဆင်းရှင်တာကိုးကွယ်လိုက်เนาะမှာတောင်းလိုက်ဟုတ်ပြီလားဖန်ဆင်းရှင်ကိုးကွယ်တာမှာသူ့ကိုယုံကြည်နေအခုရရဲဆိုတဲ့ဟာမျိုးနဲ့ပတ်စံမကုန်ဘူးเนาะအဲ့နက္ခနာနတ်တေဟိုဟာတွေယုံကြည်ပြီးတော့အဲ့အလုံးနေတဲ့ဟာတွေကเนาะတော့ပို့ပြီးတော့ပတ်စံကုန်ပြန်အဲအဲ့ဒါပြောချင်တာပါเนาะစာဖုံးကြီးဘက်ထူအောင်မပြန်เนาะနောက်ဖြစ်ရမှာကျွန်တော်ထပ်တွေ့ကြ